ဒီနေမှာတော့ရနေချက်ချင်းပြတာကိုမိအောင်လိုက်ကြဘောရီသူအော်ရန်စာပထမစာကခန်းကြီးဆက်လေးဖျက်နေတယ်အချစ်ဆိုဒီမှာဘယ်ရာနီတရားရစုံတရားနဲ့ချက်ကြောမှုရှိနေပါတည်းဆိုဒီမိကုန်များခေချားရင်မိမိကိုမိမိအရင်ဥစွာဆန်းစစ်တဲ့တည်တည်ဆိတ်ရှိပါလားတည်ချစ်ချင်းမြတ်တာဒီညတာမှုရှိပါလားအဲတော့ကြပါတာခန္ဓာကိုယ်အလိုဆန္ဒဖြည့်ဆည်းရင်စောင့်ထိန်ကြပါကလား အတွေ့အကြုံများရမေတ္တာစိတ်စိတ်ရှည်မှုသည်တိုင်းတာရမရပေမေတ္တာစိတ်ဆိုသည်နူးညံ့တိမ်မွေ့ပြီးတောင်းဆိုချက်များအခွင့်အရေးများမတောင်းဆိုတတ်သည်ထို့သည်တရားသူကိုဦးစားပေးစေသာတတ်ပါတမန်ကျမ်းသာဆိုရမိမိကိုမိမိအမိုးတင်ခြင်းနဲ့မလုံဆောင်ပေမေတ္တာစိတ်သည်တဏှာကင်းတတ်ပြီးအမြဲတမ်းအထောက်အကူပြုပြီးခွန်အားရှိတယ် ။ရာရာဘုရင်ဆိုင်နိုင်သည့်အနာဂတ်တွင်အုံမြင့်ကြောင်စုဖြစ်ပါ၏။ဤချက်တို့မှာစိတ်ပညာရှင်များအေတော်ဤဆိုင်ရာပညာရှင်များဆေယောကဆရာဝန်များ၏တွေ့ရှိကြများဖြစ်ပါ။လူငယ်ဤနှစ်လူငယ်ဤနှစ်နှစ်ထောင်ကျော်ကလေးကရှင်ဘောလူကကောရိန္သုအော်ရာစာပထမစာတော်အခန်းကြီး7တွင်ဖော်ပြထားပြီးတော့အပြည့်စုံသောမေတ္တာနှင့်ပတ်သက်၍အဘိဓေဖွင့်ဆိုထားပြီးဖြစ်ပါသည်။ယနေ့တွင်ဆုံးဖြတ်တယ်။တခေယေရှုရဲ့အကန့်အသတ်ပင်မေတ္တာကြောင့် ကျင်းကြောင်းနဲ့ကျွန်တော်ရဲ့မြေတံပမာဏကိုမြင်တွေ့စေပါအဲဒါကြောင့်အရှင်ရဲ့ချက်ချင်းမြေတံပါရဲ့ဝိညာဉ်တော်ကိုဖြည့်ဆွမ်းပေးပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ။နက်ဖြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါရယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်မယ်ခင်ဗျာ။